ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ဥပဒေပုံမှန်တွေအများဆုံးပယ်ဖျက်ဖို့ဆန္ဒဖော်ထုတ်ပွဲကိုဇန်နဝါရီလ20ရက်နေ့ကတောင်ကူမြို့မှာပြုလုပ်ခဲ့ပါတယ်ဒေါက်ခင်မင်းစောတည်င်းပြပုထားပါတယ်ရှင်ဇန်နဝါရီလ20ရက်နေ့ကတောင်ငူမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ဒေသခံလူငယ်တွေပူးပေါင်းပြီးဒီမိုကရေစီစံနှုန်းနဲ့မကန့်ညီတဲ့ဥပဒေပုံမှန်တွေအမြန်ဆုံးပယ်ဖျက်ပေးဖို့ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ဆန္ဒဖော်ထုတ်ပွဲမှာ

တောင်မျိုးမြို့သားဒီမိုကရေစီရုံးချုပ်ရှိကနေစတင်ထွက်ခွာပြီးဖျားလန်းကန်လန်းကုံတဲကြီးလန်းဘုံမှုပေါ်ကွန်းလန်းကနေတဆင့်မြို့သားဒီမိုကရေစီရုံးချုပ်ရှိကိုပြန်လည်ဝင်ရောက်ခဲ့ပါတယ်။အဲဒီကလိုအပ်တဲ့ဥပဒေပုံမှန်တွေကိုပြန်စံနိုင်မှုအတွက်ကျွန်တော်တို့အနေနဲ့ဒီလိုပြက်လုံးဝလိုလားနေတာလေအဲဒီလိုလိုလားနေတဲ့ဆန္ဒတွေကိုထုတ်ပေါ်တဲ့အခါမှာကျွန်တော်တို့ကလည်းပါတီအနေနဲ့ကလည်းဒါပြည်သူဆန္ဒနဲ့ပတ်သက်တဲ့အခုလိုဆန္ဒဖော်ထုတ်ပွဲပြုလုပ်ဖို့အတွက် ဇန်နဝါရီလ15ရက်နေ့ကမြို့နယ်ရဲတပ်ဖွဲ့မူရုံးကိုဌာနထုတ်ဖော်ခွင့်တင်ခဲ့ပြီး18ရက်နေ့မှာခွင့်ပြုမိန့်ကျခဲ့တာပါ။ကျမခင်မဲဆိုပါရှင်။